ုတ်ကဲ့အားလုံးမင်္ဂလာပါဗျာเนาะအားလုံးမင်္ဂလာပါเนาะကျွန်တော်ခုပြပေးမှာ member တက်တရာ audio ကိုခွန်ရှိအောင်ခဲ့တဲ့ site เนาะအဲ့ site ရဲ့အဆက်ကလေးကိုပြပေးမှာဖြစ်တယ်เนาะဟုတ်ကဲ့အားလုံးမင်းเนาะကြည့်လိုက်ရအောင်เนาะဒီမှာ friend က senior စခံတာเนาะဒီ၃လုံး၁ဒီ၃လုံး၂ဒီ၃လုံးက၃စเนาะ timing guide เนาะ timing guide เนาะအပင်ရေပင်ကြားအမှန်เนาะဒီ၃လုံးက၁ဒီ၃လုံးက၂ဒီ၃လုံးက၃เนาะ၁နဲ့၃ senior နဲ့စပြီးတော့ friend တဲတာเนาะအခုအဲ့ဒါဆိုလို့ရှိရင်ဒီ၃လုံး၁ကိုတဲ့ဒီ၃လုံး၁ကို ဒီရှေးပေါင်း9ရယ်ဒီ3ညခါရယ်ဒီ6ထိတ်ကဲเนาะ၄လုံးတက်ပြန်ဖြည့်တယ်เนาะဒီ3လုံးတက်ကိုဒီ3လုံးရှေးပေါင်း9ရယ်3ညခါရယ်6ထိတ်ကဲတက်လို့ပြန်ဖြည့်ပြီးမှအဲ့တက်ကနောက်ပိတ်ပိတ်ခဲ့တာเนาะဒါပထမကတ်အဲ့တက်ကနောက်ပိတ်ပိတ်ခဲ့တယ်ပထမကတ်ဒုတိယကတ်ကဒီ3လုံး2အဲ့3လုံး2ကိုတဲ့ဒီရှေးပေါင်း9ရှေးပေါင်း2ကဲတဲ့ဒီခွန်ခါရယ်ဒီ3ထိတ်ကဲဒီကနန်း၄လုံး2ပြန်ဖြည့်တာเนาะဒီ3လုံး2ကိုဒီရှေးပေါင်း2ကဲခွန်ရယ်ဒီ3ရယ်เนาะ နှစ်ပြန်ဖြစ်ပြီးမှအဲ့နှစ်တည်းနှစ်လိုနောက်ပိတ်ခဲ့တာနော်ဒါဒုတိယကတ်ဟာတတိယကတ်ကသူကဒီမှာရှိမယ်တစ်နှစ်ပြီးတော့သုံးပေါ့ဒီသုံးလုံးသုံးအဲ့ဒီသုံးကိုဒီရှေးပေါင်းသုံးရယ်ဒီသုံးခါရယ်ဒီခွန်ထိတ်ကဒီလေးလုံးသုံးပြန်ဖြစ်တာနော်သုံးပြန်ဖြစ်ပြီးတော့မှအဲ့သုံးတည်းသုံးနောက်ပိတ်ခဲ့တာနော်တစ်နှစ်သုံးဆိုတဲ့စီနီယာတက်လာတဲ့စနစ်နော်ဟုတ်ပြီစီနီယာနော်အဲ့တော့သူကဒီသုံးသုံးလုံးတည်းအဲ့သုံးလုံးတည်းကိုဒီလေးလုံးတည်းအဲ့တည်းတည်းလို့နောက်ပိတ်လိုက်တယ်တည်းလို့နောက်ပိတ်ပြီးတာနဲ့အဲ့တည်းတည်းတဲ့ အဲ့တစ်ဒီသူ့အပေါ်တပွဲနှစ်ပွဲသုံးပွဲတိုင်းသူ့ဘေးမှာတစ်လို့ပြန်ပြီးတော့နောက်ပိတ်ပိတ်လိုက်တယ်နော်အဲ့တစ်နောက်ပိတ်ကိုတစ်နှစ်သုံးသူ့ရဲ့နောက်နှစ်မှာတစ်နောက်ပိတ်လို့ကြလိုက်တာ ਨੇ တပြိုင်နက်ထဲတဲ့နော်ဒီသုံးလုံးတစ်အဲ့တစ်ကိုဒီလေးလုံးတစ်အဲ့တစ်ဒီတစ်နောက်ပိတ်အဲ့တစ်နောက်ပိတ်ဒီသူ့ရဲ့အပေါ်တပွဲနှစ်ပွဲသုံးပွဲတက်လိုက်ပြီးသူ့ဘေးမှာနောက်နှစ်မှာတစ်လို့အဲ့တစ်နောက်ပိတ်ကတစ်နောက်ပိတ်လို့တင်လိုက်တာ ਨੇ တပြိုင်နက်ထဲတဲ့ဒီနောက်ပိတ်နဲ့ဒီနောက်ပိတ်နဲ့ပေါင်းရင်၄ပါတဲ့နော်ဒီနောက်ပိတ်ဒီနောက်ပိတ်နဲ့ပေါင်းရင်ဒီနောက်ပိတ်ချင်းပေါင်းရင်ဒီ၃ညခါနဲ့ ဒီခွန်ခါနဲ့တုံညာခါနဲ့ပေါင်းရင်ခွန်ပါတဲ့နော်၄ခွန်နော်ဒီနောက်ပိတ်ချင်းပေါင်း၄ခါချင်းပေါင်းတိထိတ်နဲ့ခွန်ထိတ်နဲ့ပေါင်းရင်၈၄ခွန်၈ဆိုတဲ့ကဏ္ဍတည်တဲ့နောက်နေ့မှာလိုက်ထွက်ပါတယ်တဲ့နော်နောက်နေ့မှာ၄ခွန်ရှင်းလိုက်ထွက်တယ်အဲ့ဒီဘယ်ချိန်မှာထွက်မလဲဆိုတာကိုပြီးရင်ထောက်ခံပြမယ်နော်ဒါပထမကပ်အဒုတိယကပ်မှာတော့ပထမကပ်ပြောဒုတိယကပ်မှာဒီ၃လုံး၂အဲ့နှစ်ကိုဒီ၄လုံး၂အဲ့နှစ်တည်တဲ့နှစ်နောက်ပိတ်အဲ့နှစ်နောက်ပိတ်ဒီသူ့အပေါ်တပွဲနှစ်ပွဲသုံးပွဲတက်လိုက်ပြီးနောက်နှစ်မှာအဲ့နှစ်နောက်ပိတ်ကနှစ်နောက်ပိတ်လို့သူက တက်ပြီးတော့ထိုင်လိုက်တာနဲ့တပြိုင်နက်တည်းနောက်ပိတ်နောက်ပိတ်ချင်းပေါင်းရင်၄ပါတဲ့နော်နောက်ပိတ်နောက်ပိတ်ချင်းပေါင်းရင်၄ဒီခါနဲ့အခါခါချင်းပေါင်းခါ၃ခါနဲ့၈ခါနဲ့ပေါင်းရင်၁ဒီ၃ထိတ်နဲ့9ထိတ်နဲ့ပေါင်းရင်၃ရ၄၁၃ညဆိုတဲ့ကဏ္ဍဒီတဲ့နောက်နှစ်မှာလိုက်ထွက်ပါတယ်တဲ့နော်နောက်နှစ်မှာလိုက်ထွက်ပါတယ်တဲ့နော်ဟုတ်ပြီနော်ဘယ်ချိန်မှထွက်မလဲဆိုတာကိုပြီးရင်ထောက်ခံပြမယ်နော်ဟုတ်ဒါဒုတိယကတတိယကဒုတိယက ပြရတဲ့ဒီ3583နဲ့အိုက်သုံးဒီဒီသုံးလုံးဒီလေးလုံးပေါ့နော်9834လေးလုံးပေါင်းရင်3အိုက်သုံးဒီသုံးလုံး3ဒီတဲ့9834လေးလုံးပေါင်းရင်3အိုက်သုံးဒီ3နောက်ပိတ်လိုက်တာနဲ့တဲ့သူ့ရဲ့အပေါ်တပွဲနှစ်ပွဲသုံးပွဲတက်လိုက်ပြီးနောက်မှာအိုက်သုံးနောက်ပိတ်ဒီ3နောက်ပိတ်လိုပဲပြန်ကစားခဲ့တယ်နော်အိုက်သုံးနောက်ပိတ်က3နောက်ပိတ်လိုပြန်ကစားတင်လိုက်တာနဲ့တပြိုင်နက်တည်းတဲ့နောက်ပိတ်ချင်းပေါင်းလိုက်ရင်6ပါတဲ့နော်အဲ့တော့ထိတ်ခါချင်းပေါင်းရင်ရှာတယ်နော်နောက်ပိတ်နောက်ပိတ်ချင်းပေါင်း6ခါချင်းပေါင်းရင်ခါခါချင်းပေါင်းရင်8ထိတ်ထိတ်ချင်းပေါင်းရင်ခွန်ပါတဲ့နော်6 8ခွန်ဆိုတဲ့ကဏ္ဍ ဒီချိန်မှာထွက်မယ်ဆိုတာကိုထောက်ခံထားတာเนาะစနစ်ကဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်လည်းဘယ်ချိန်ဒီမှာထွက်မလဲเนาะကျွန်တော်ကြည့်ရအောင်ဘယ်ချိန်ဒီမှာထွက်မလဲသူကစတယ်လေရဖရင်ယာစီနဲ့เนาะဒီသုံးလုံးတိတိ1 2 3ဆိုလဲနောက်ပဲတိ1 3စီနီယာတွေနဲ့တဲခဲ့တဲ့တွေ့တဲ့သူကြတော့မယ်ဆိုလို့ရှိရင်လည်းပဲတဲ့စီနီယာထောက်ချက်နဲ့ပဲသူကထောက်ပြီးမှကြာတာเนาะစီနီယာထောက်ချက်နဲ့ပဲထောက်ပြီးကြာတယ်ဟုတ်ပြီဟုတ်ပြီအဲ့ဒါဆိုရင်လည်းဒီမှာသူတိနောက်ဘေးကိုတိနောက်ဘေးလို့တင်လိုက်တယ်เนาะတင်လိုက်တဲ့အချိန်မှာတဲ့နောက်ဘေးချင်းပေါင်းအဲ့နောက်ဘေးနောက်ဘေးချင်းပေါင်း၄ခါခါချင်းပေါင်းခွန် ထိတ်နေထိတ်ထိတ်ချင်းပေါင်းရှစ်၄၈ဆိုတဲ့ခဏံကြရတော့မယ်ဆိုရင်ဒါပထမကံနော်၄၈ဆိုတဲ့ခဏံကြရတော့မယ်ဆိုရင်တဲ့သူက၁2 3နဲ့စီနီယာနဲ့ဖရင်တဲခဲ့တဲ့အတွက်စီနီယာထောက်ချက်နဲ့ပဲသူကထောက်ပြီးမှကြတာနော်အဲကြရတော့မယ်ဆိုလို့ရှိရင်၁2 3စီနီယာတဲတဲ့အတွက်၁2 3ကိုဆက်ပြီးတိုးယူလိုက်ရင်၄5 6နော်၄5 6 4 5နော်အဲ့၁2 3ကိုဆက်တိုးယူလိုက်ရင်၄5 6ဆိုတဲ့နောက်ပိတ်တွေရမယ်နော်၄5 6 နော်အဲ့၄၅၆ကိုဆက်တိုးယူလိုက်ရင်ဂွာပေါင်းချင်းဂွာပေါင်းချင်းတွေခွန်အဲ့ဒီ၄ရဲ့ဘေးမှာဂွာပေါင်းခွန်အဲ့၅ရဲ့ဘေးမှာဂွာပေါင်းက၈ဒီ၆ရဲ့ဘေးမှာဂွာပေါင်းချင်း၉ပါတဲ့နော်သူကဟုတ်ပြီနော်ဖရိန်စတက်တာဒီ၁၂၃နဲ့စတက်တဲ့အတွက်တဲ့၁၂၃ကိုဆက်ပြီးတိုးယူလိုက်ရင်၄နောက်ပဲ၅နောက်ပဲ 6နောက်ပိတ်ဆိုတာရတယ်เนาะအဲ့5 6ကိုဆက်ပြီးတိုးယူလိုက်ရင်ကွာပေါင်းချင်းအဲ့၄ရပြီမှာကွာပေါင်းချင်း9ရပြီမှာကွာပေါင်းချင်း8 6ရပြီမှာကွာပေါင်းချင်း9လို့ရတယ်1တင်း3တိုးယူလိုက်ရင်5 6 5 6 5 6ကိုတိုးယူလိုက်ရင်9 8 9ဆိုတဲ့ဒီထောက်ချက်တွေ ਨੇ သူကပြုတ်ကြရတာเนาะဟုတ်ပြီအဲ့တော့သူက5နောက်ပိတ်တဲ့5နောက်ပိတ်ကဘေးမှာကွာခုံအဲ့ကွာဒီလည်းပဲ4 3ခွခွ8ဒီ9 3ခွ ခွာကိုဒီ63ခွာနဲ့ဖြစ်အောင်663ခွာထားနော်စနစ်ကအဲ့လိုကြာတယ်သူကအဲ့တော့၄နောက်ပိတ်ကပေးမှာခွာခုံလို့ထောက်ပြရနဲတဲ့သူအောက်တပွဲကြုံမှာအခုနပြောတဲ့၄ခုံ8ဆိုတဲ့ကဏ္ဍကြီးထွက်တာပါတဲ့နော်၄ခုံ8ဆိုတဲ့ကဏ္ဍထွက်တယ်သူထွက်တော့မယ်ဆိုရင်ပုံတည်နောက်ပေါင်း9နောက်နှလုံးပေါင်းရင်9ပုံတည်နဲ့ထွက်တာနော်ဟုတ်ပြီဒါပထမကဒုတိယကမှာလည်းသူဒီတိုင်းပဲ၄ပြီးတော့9နောက်ပိတ်ကပေးမှာနော်အဲ့တော့သူကဒီဒီတစ်ကတဲ့တစ်လို့နောက်ပိတ်နောက်ပိတ်ရတယ်၄ခုံ8ဆိုတဲ့ကဏ္ဍကြီးတဲ့ဒီမှာနောက်နှစ်ကိုလိုက်ထွက်တယ်တဲ့သူထွက်တော့မယ်ဆိုရင်၄နောက်ပိတ် အဲ့လေးနောက်ပိတ်ကမှာကွာပေါင်းညခွန်ထောက်တာသူကအောက်တဘွဲကျော်မှာထွက်တယ်ထွက်တော့လည်းပဲသူကနောက်ပေါင်း၅ပုံတင်နေနောက်နှုံးပေါင်း၅ပုံတင်နေထွက်ပြရတာနော်ဒုတိယကနှစ်ကနှစ်နောက်ပိတ်ကနှစ်နောက်ပိတ်တက်လိုက်တဲ့အချိန်မှာနောက်ပိတ်နှလုံးပေါင်း၄ခါနှလုံးပေါင်း၁ထိတ်နှလုံးပေါင်း၃ညအဲ့၄တက်၃ညဆိုတော့ကနန်းနောက်နှစ်ကိုလိုက်ထွက်တယ်အဲ့နောက်နှစ်ကိုလိုက်ထွက်တော့မယ်ဆိုရင်လည်းပဲဆိုတော့ပထမကမှာ၄ထိတ်၄နောက်ပိတ်ကပိတ်မှာကွာခွန်တတိယကဒုတိယကမှာ၅နောက်ပိတ်ကပိတ်မှာကွာ၈လို့ထောက်ပြီးကမှာသူကအောက်တဘွဲကျော်မှာလိုက်ထွက်သူထွက်တော့မယ်ဆိုလို့ရှိရင်လည်းပဲတဲ့နော်နောက်ပေါင်းချင်း၅ပုံတင်နေထွက်တာနော်ဟုတ်ပြီအဲ့ဒါကိုအခုတတိယက တရက်ကတင်းနောက်ဘိတ်ကတင်းနောက်ဘိတ်တင်လိုက်တယ်ဒေးခုံရှစ်ထွက်တယ်နှစ်နောက်ဘိတ်ကနှစ်နောက်ဘိတ်လိုတင်လိုက်တယ်လေးတသုံးညထွက်တယ်အဲ့တော့ဒီသုံးနောက်ဘိတ်ကသုံးနောက်ဘိတ်လိုတင်လိုက်တာ ਨੇ တဲ့နောက်ဘိတ်ချင်းပေါင်းကိုခါနှလုံးပေါင်းရှစ်ထင်းနှလုံးပေါင်းခုံကိုရှစ်ခုံဆိုတော့ကနောက်နှစ်ကိုလိုက်ထွက်မယ်တဲ့နော်နောက်နှစ်ကိုလိုက်ထွက်တော့မယ်ဆိုရင်တဲ့သူကပထမဆုံးမှာလေးလေးနောက်ဘိတ် ဂွာပေါင်းရင်ခုံဒုတိယကမှာ9နောက်ပိတ်ဂွာပေါင်းရင်ရှိဒုတိယကကြာတော့6နောက်ပိတ်နဲ့ဂွာပေါင်းရင်9လို့သူရိုက်ထားတယ်အဲ့ဂွာပေါင်းရင်9စီလည်းပဲသူက3 6ခွာတဲ့ကောင်ဖြစ်ရမယ်4 3ခွာ5 3ခွာ6 3ခွာเนาะအဲ့ဒီကောင်အောက်တပွဲကျော်မှာထွက်တယ်သူထွက်တော့မယ်ဆိုလို့ရှိရင်လည်းပဲအဲ့ကိုခုန်ရှိသည်နောက်ပေါင်းရင်9ပုံနေနဲ့ထွက်တယ်ဟုတ်ပြီနော်အဲ့ဒါနောက်ပေါင်းရင်9ပုံနေနဲ့ထွက်မယ်ဆိုတော့ကိုခုန်ရှိနေကို6ခုန်ဆိုတော့ကနေ2ခွက်ပဲကျွန်တော်တို့ကထိုးရတာအားရလို့เนาะသူတိတိကျကျနောက်ပေါင်း9နေပဲပထမကမှ6ခုန်ရှိတော့တယ်နောက်ပေါင်း9နေကြဒုတိယကမှာ ညာနောက်ပေါင်း9နဲ့ပဲကြာတယ်အခုတတိယကတ်မှာလဲ9ခုံ8ထွက်တဲ့ချိန်မှာသူကနောက်ပေါင်း9နောက်နောက်ပေါင်း9နဲ့ဆိုတော့9ခုံ8နဲ့9 8ခုံဆိုတော့ကနေ2ကွက်ပဲမမကတ်ထဲမှာကျွန်တော်တတိယ audio နေရာမှာထည့်ပေးလိုက်တာနော်ဒီ site က site တစ်မျိုးတည်းမဟုတ်ဘူးအခုခုံ8ကနောက်ထပ်ကြာတဲ့ site နှစ် site ရှိသေးတယ်နော်ဒါကြောင့်မလို့တတိယ audio နေရာမှာထည့်ပေးလိုက်တာနော်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီကနန်းကြပြီဘာလိုက်လဲဆိုတော့သူကပထမကတ်မှာတဲ့နောက်ပေးခြင်းပေါင်း၄ကာခြင်းပေါင်းခုံထည့်ခြင်းပေါင ရှစ်ရှစ်လို့ကြာကြာပြီးတာနဲ့တဲ့သူကအဲ့နောက်ပေါင်း၅ပုံတွေနဲ့ကြာတယ်အဲ့နောက်ပေါင်း၅ပုံတွေနဲ့သူကြာလိုက်တဲ့အတွက်တဲ့အဲ့ကောင်ကြာပြီးတာနဲ့တဲ့အဲ့နောက်ပေါင်း၅ရဲ့နှက်ခတ်ကိုနောက်ပေါင်း၃နဲ့စလိုက်လာရနော်နောက်ပေါင်း၅ရဲ့နှက်ခတ်နောက်ပေါင်း၃သုံးရပါပါဘူးအနောက်ပေါင်းသုံးရပါပါရှစ်ထိပ်နော်တနည်းအားဖြင့်ပြောရင်နောက်ပေါင်း9နဲ့နောက်ပေါင်းသုံးနဲ့ပေါင်းရင်ရှစ်တိရှစ်ထိပ်လို့ယူလို့ရတယ်နော်ရှစ်ထိပ်နဲ့နောက်ပေါင်းသုံးနော်အဲ့ရှစ်ထိပ်နဲ့နောက်ပေါင်းသုံးကြတဲ့နေရာမှာလည်းပဲ तू อ่ะဒီဘက်မှာဒေခွန်ရှစ်ထွက်သွားတဲ့ကောင်နောက်ပိတ်နော်၄ရက်နောက်ခါ2နောက်ပိတ်နဲ့ နော်နောက်ပေါင်းတော့တွန်းမဲ့ပါပါ၈ထိပ်ဆိုတော့တက်ွက်သေးပေါ့နော်ဒုတိယကံမှာလည်းဆိုတော့ဒီတိုင်းပဲနော်ဒုတိယကံမှာလည်းပဲဒီ၃ညာ၄ထိပ်ဆိုတော့ကနနောက်ပိုင်းနှလုံးပေါင်း၃၄ခန်းနှလုံးပေါင်း၁ထိပ်နှလုံးပေါင်း၃ညာ၄ထိပ်၃ညာဆိုတော့ကနထွက် ထွက်သူထွက်တော့လဲနောက်ပေါင်း9ပုံတင်နေပဲထွက်တာနော်အဲ့နောက်ပေါင်း9ပုံတင်နေထွက်ပြရတယ်သူအောက်မှာကြိုက်လိုက်တဲ့ကဏ္ဍကြီးတဲ့9ရဲ့နှစ်ခါနောက်ပေါင်း3နဲ့လိုက်တယ်နောက်ပေါင်း9ရဲ့နှစ်ခါကိုနောက်ပေါင်း3နဲ့လိုက်တယ်အဲ့3ရဲ့ပါပါ8ထိတ်နေပဲထွက်တယ်နောက်ပေါင်း9ရဲ့နှစ်ခါကိုနောက်ပေါင်း3နဲ့လိုက်တယ်3ရဲ့ပါပါ8ထိတ်နေထွက်တယ်နော်ဒုတိယကမှလည်းနောက်ပေါင်း9ရဲ့နှစ်ခါနောက်ပေါင်း3နဲ့ထွက်တယ်3ရဲ့ပါပါ8ထိတ်နေပဲထွက်တယ်အဲ့ဒီအချိန်မှာသူကနောက်ပေါင်း9ရဲ့နှစ်ခါနောက်ပေါင်း3ဖြစ်လို့6ထိတ်ကနှစ်ခါနှစ်ပိတ်နဲ့နောက်ပေါင်း3 8ထိတ်ထွက်တာလားအဲ့ဒုတိယကမှလည်းနောက်ပေါင်း9ရဲ့နှစ်ခါနောက်ပေါင်း3ထွက်တဲ့အတွက်3ရဲ့နှစ်ခါ9နောက်ပိတ်နေတဲ့နော်နောက်ပေါင်း3 8ထိတ်နဲ့ထွက်တာလား နော်ဒါဆိုသူတတရကံမှာလည်းသူဒီတိုင်းမယ်နော်တတရကံမှာလည်းပြောရအောင်နောက်ပိုင်းနှလုံးပေါင်းကိုခါနှလုံးပေါင်း၈ထိန်နှလုံးပေါင်း9ကို၈ခုံဆိုတဲ့ကဏ္ဍဒီဘက်နေကိုလိုက်ထွက်တယ်ထွက်တဲ့ချိန်မှာလည်းပြောရအောင်နောက်ပေါင်း9ပုံတင်နေထွက်ခဲ့တဲ့အတွေ့တဲ့နော်အဲ့နောက်ပေါင်း9ရဲ့နှက်ခါနောက်ပေါင်း3တဲ့၈ထိန်ပါတဲ့နော်နောက်ပေါင်း3နဲ့၈ထိန်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကအဲ့ဒီချိန်မှာလည်းပြောရအောင်9 9ရဲ့နှက်ခါနောက်ပေါင်း3ထွက်တာဖြစ်တဲ့အတွက်9ရဲ့နှက်ခါ6နောက်ပိတ်နဲ့ထွက်မှလာတကယ်လို့6နောက်ပိတ်နဲ့ထွက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က၈ခုံ6เนาะ၈ထိန်နဲ့နောက်ပေါင်း30ခွဲပေါ့နော်၈ထိန်နဲ့နောက်ပေါင်း30ခွဲအဲ့စကွဲထဲမှာ၈ခုံ6เนาะဒါပထမစဉ်းစားပေးတာ၈ခုံ6เนาะ တကယ်လို့စက်ွက်ထဲကနေပြီးတော့ကျွန်တော်နောက်ထပ်နှစ်ွက်ထပ်ထုတ်ပေးမယ်နော် အဲဆက်ခွဲစီးထိုးနိုင်ရင်တော့ထိုးပေါ့မထိုးကျင်တဲ့လူကလည်းအခုထုတ်ပေးတဲ့ဟာပဲထိုးနော်6ခွန်6ခွန်6ခွန်မဟုတ်ဘဲနဲ့ तू ကဒီမှာ senior စတဲ့ခဲ့1နှစ်3 senior တဲခဲ့တယ်နော် senior တဲပြီးတော့မှထွက်လာတဲ့ကနန်း6ခွန်8ကိုတဲ့ senior ထောက်ချက်တွေနဲ့ပဲပြန်ဖန်ထားတာနော်၄၄ခါ၄နောက်ဘက်ကတပွဲကျော်၊ကွာခွန်ကတပွဲကျော်၊ငါးနောက်ဘက်ကတပွဲကျော်၊ကွာရှိကတပွဲကျော်၊၆နောက်ဘက်ကတပွဲကျော်မှထွက်တယ်၊ကွာကိုကတပွဲကျော်မှထွက်တယ်။ဒီစီနီယာနဲ့လိုက်ခဲ့တဲ့အတွဲတဲ့ဒီပွဲမှာနောက်ပေါင်း9ရက်နှစ်ခါနောက်ပေါင်း3နဲ့ထွက်တဲ့အချိန်မှာလေသူကစီနီယာနဲ့ပဲလိုက်ချင်တာလားနော်။စီနီယာနဲ့လိုက်မယ်ဆိုလို့ရှိရင်တဲ့ဒီကနောက်ခါမယူဘဲနဲ့သူက ်ဆောင်ထိတ်စီးနဲ့နောက်ပိတ်ပေါင်းရင်6ထိတ်စီးနဲ့နောက်ပိတ်ပေါင်းရင်ခွန်ဒီထိတ်စီးနဲ့နောက်ပိတ်ပေါင်းရင်7ဖြစ်မယ်ဆိုရင်တဲ့နော်ဒီမှာ6ခွန်7လို့ဖြစ်ခဲ့မယ်ဆိုရင်တော့သူက9နောက်ပိတ်တဲ့နော်9နောက်ပိတ်အဲ့ဒီချိန်မှာပဲခါရလဲပဲခါနှလုံးဒီထိတ်နဲ့ဒီခါနဲ့8ဒီထိတ်နဲ့ဒီခါနဲ့9ဒီထိတ်နဲ့ဒီခါနဲ့10ဖြစ်မယ်ဆိုရင်တဲ့4ခါနော်4ခါနဲ့နောက်ပေါ့7ထိတ်နဲ့ ဘောင်း၈လေးကိုနော်အဲ့တော့ဒီ site မှာကျွန်တော်တို့ကဒီ၃ခွက်ကိုကျွန်တော်ကြိုက်တယ်နော်၈၁၂ပြီးတော့နောက်တစ်ခွက်ကအဲ၈၁၂ကဲ၈၆၈6ကဲ၈လေးကိုရဒီ၃ခွက်ပေါ့နော်ဒီ၃ခွက်ဆယ်ခွက်စီးရနေဒီ၃ခွက်ကိုထုတ်ပေးလိုက်တယ်နော်၈ထိတ်နဲ့နောက်ပေါင်းသုံးနော်ဒီ site က၈ထိတ်နဲ့နောက်ပေါင်းသုံး၁၀ခွက်ရှိတယ်အဲ့၁၀ခွက်ထဲမှာ၈6ကဲ၈လေးကို၈၁၂ကဲဆိုတော့ခဏ၃ခွက်ကိုကြိုက်တယ်နော် ဟုတ်ပြီနော်အကြမ်းပြန်ပြန်ရှင်းပြမယ်နော်ဒီ3လုံး1တဲ့အဲ့1ကိုဒီ4လုံး1အဲ့1ဒီ1နောက်ပိတ်အဲ့1နောက်ပိတ်ဒီသူ့ရဲ့တပွဲ2ပွဲ3ပွဲပြီးမှ1နောက်ပိတ်လို့တင်လိုက်တာနဲ့တပြန်နေတယ်ဒီ4နောက်ပိတ်ရှင်းပေါင်း4တစ်ခါချင်းပေါင်းခွန်ထချင်းပေါင်းရှင်း4ခွန်ရှင်းဆိုတော့ကနေနောက်နှစ်ကိုလိုက်ထွက်တယ်တူထွက်တော့မဆိုရင်4နောက်ပိတ်ကွာခွန်လင်းနောက်ပိတ်ခွာခုနော်စီနီယာထောက်ချက်နေပဲစီနီယာဖရင်တဲလာပြီးထွက်လာတဲ့ကဏ္ဍဖြစ်တဲ့အတွက်စီနီယာထောက်ချက်နေပဲချုပ်ပြီးတော့ဖမ်းပြသွားတာနော်လင်းနောက်ပိတ်ကတပွဲကျော်တဲ့လင်းနောက်ပိတ်ကပြီးမှခွာခုအောက်တပွဲကျော်မှာထွက်တယ်ထွက်ပြီးရတယ်သူ့အောက်မှာလိုက်မဲ့ကဏ္ဍကြီးတဲ့သူကနောက်ပေါင်း၅ပုံသေးနဲ့ထွက်ခဲ့တယ်နော်နောက်ပေါင်း၅ပုံသေးနဲ့ထွက်တဲ့အတွက်သူနောက်ပေါင်း၅ရဲ့ နကနဘောင်းတုံးသူ့အမလိုက်တဲ့ကနန်ဒီအဲ့နဘောင်းတုံးပဲပါပါ၈ထိတ်နဲ့ထွက်ရတယ်နော်နဘောင်းတုံးပဲပါပါ၈ထိတ်နဲ့ထွက်တယ်နော်အဒုတိယကဒုတိယကတက်ပြီးတော့နှစ်တယ်နော်ဒီသုံးလုံးနှစ်အဲ့နှစ်ဒီဒီလေးလုံးနှစ်လို့ကစားတယ်အဲ့ဒီနှစ်ကိုလည်းနှစ်နောက်ပိတ်လိုက်တယ်အဲ့နှစ်နောက်ပိတ်ဒီသူ့ရဲ့အပေါ်တစ်ပွဲနှစ်ပွဲသုံးပွဲတက်ပြီးနောက်နှစ်မှာသူ့ဘေးမှာနှစ်နောက်ပိတ်လို့ပိတ်လိုက်တာနဲ့တဲ့နောက်ပိတ်ချင်းပေါင်းလေးထက်ခါချင်းပေါင်း၁ထိတ်ထိတ်ထိတ်ချင်းပေါင်း၃ည၄၁၃ညဆိုရကနောက်နှစ်ကိုလိုက်ထွက်တယ်အဲ့၄၁၃ညလိုက်ထွက်တော့မှဆိုရင်ပထမကမှာ၄နောက်ပိတ်ကွာခွန်သူ့ရဲ့အောက်တစ်ပွဲကျော်မှာကြာတယ်ဒီကောင်ထွက်တော့မှဆိုရင်ဒုတိယကမှာ၅နောက်ပိတ်ကွာ၈နော် ဲ့အဲ့တော့တပွဲကျော်မှကြာလာသူသူကြာတဲ့အချိန်မှာလည်းပဲနောက်ပေါင်း၅ပုံတင်နေပဲကြာခဲ့တယ်နော်အဲ့နောက်ပေါင်း၅ပုံတင်နေအဲ့တုံညာလေးတစ်ထွက်တဲ့တွေ့တယ်အဲ့နောက်ပေါင်း၅ရဲ့နှစ်ခါကိုနောက်ပေါင်း၃၃ရဲ့ပေါ်ပါ၈ထိပ်နော်အဲ့လိုကြာခဲ့တယ်နော်အခုတတိယကံမှာလည်းသူဒီတိုင်းပဲဒီ၃၃တစ်ပြီးပြီ တီးပြီးနှစ်ပြီးပြီးသုံးပြီးသုံးတယ်အဲသုံးဒီဒီလေးလုံးသုံးလို့ဖြီးတယ်တဲ့နော်358သုံးဒီ98သုံးခုံဒီလေးလုံးသုံးအဲသုံးဒီသုံးနောက်ပိတ်ပိတ်လိုက်တာနဲ့သူ့အပေါ်တပွဲနှစ်ပွဲသုံးပွဲဘေးနောက်နှစ်မှာသူအဲသုံးနောက်ပိတ်ကသုံးနောက်ပိတ်တက်ရိုက်အဲသုံးနောက်ပိတ်တက်ရိုက်လိုက်တဲ့အတွက်တဲ့နောက်ပိတ်ချင်းပေါင်း9ခါချင်းပေါင်း10ထိချင်းပေါင်း9ခုံ68ခုံဆိုတဲ့ကဏ္ဍဒီရဲ့ဒီနောက်နှစ်ကိုဒီဘက်နှစ်ကိုလိုက်ထွက်တယ် သူထွက်တဲ့ချိန်မှာလည်းနောက်ပေါင်း၅ပုံပြင်းနဲ့ထွက်တယ်နော်ပထမကမှ၄နောက်ပိတ်ကွာခုံရဲ့အောက်တပွဲကျွန်မထွက်တယ်ဒုတိယက9နောက်ပိတ်ကွာရှိခဲ့အောက်တပွဲကျွန်မထွက်တယ်အခုတတိယကဒီ6နောက်ပိတ်ကွာကိုရဲ့အောက်ပွဲကျွန်မထွက်တယ်နော်စီနီယာဖရိနဲ့တဲလာတဲ့ကဏ္ဍဖြစ်တဲ့အတွက်စီနီယာထောက်ချက်နဲ့ပဲသူကထောက်ပြီးတော့မှကြာသွားတာနော်အဲ့ဒီကဏ္ဍထွက်တော့မယ်ဆိုရင်လည်းနောက်ပေါင်း9ပုံပြင်းနဲ့လိုက်ထွက်တယ်တဲ့နော်အဲ့နောက်ပေါင်း9ရဲ့နောက်ခံနောက်ပေါင်း3နဲ့3ပဲပေါ့ကွာ8ထိတ်နဲ့နော်8ထိတ်နဲ့နောက်ပေါင်း3ဆိုတော့ကဏ္ဍ10ခွဲအဲ့10ခွဲထဲမှာကျွန်တော်ကဒီကဏ္ဍ3ခွဲကို ထုတ်ပေးလိုက်ရွေးပေးလိုက်တယ်နော်6 6ကဲ8 4 9ကဲ8 1 2နဲ့ကဲနော်ဟုတ်ကဲ့ဒီနောက်ဆိုရင်သဘောပေါက်မယ်ထင်ပါတယ်ဗျာနော်ဒီ8 9ကိုထွက်တာပြီးခဲ့တဲ့ site ကဒီ site တစ် site တည်းမဟုတ်ဘူး3 site ရှိတယ်နော်နောက်ထပ်2 site ရှိသေးတယ်နော်ဟုတ်ကဲ့အားလုံးပဲကိုလက်နော်ကံကောင်းကြပါလိမ့်ဗျာနော်